ကတကယ်ကိုပုတ်ပိုက်လင်းလင်းပြောတယ်တခုဆိုရှင်ညီဒါကတော့မဟုတ်လောက်တင်တာဟုတ်တယ်နော်တေချာပုတ်ပိုက်လင်းပြောပြီးလူငယ်တွေလည်းအရင် respect ပေးရဲ तू ကအကြီးမို့လို့ senior မို့လို့ဆိုပြီးတော့အဲ့လိုလောက်တာတကယ်မရှိဘူးခုနဲ့တန်းသူပဲတညလုံးပေါက်လဲ तू ရိုင်းနိုင်တယ်အဲ့ဒါသူ့ရဲ့ stamina တော့တော်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 လေးစားစရာကောင်းတယ်ပေါ့နော်အဲ့တော့ဘဘရစာကိုနဲ့လောက်ကအရင်အဲ့လိုရှိန်တာ tension ရှိရအဲ့လိုအရင်မရှိခဲ့ဘူးပေါ့နော်တကယ်ပေါ့ဘဘနဲ့ဟိုလောက် တကယ်ဟိုအလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဟုတ် character ကိုလည်းသူသူမြင်အောင်လို့သူကြည့်ရယ် director နဲ့လည်းသူတိုင်မင်တယ်တကယ် senior ဖြစ်တဲ့အတိုင်းပဲအဲ့လိုဟိုအိတ်မှာဘုရတကယ်ပင်ပန်းနဲ့ရိုက်ခဲ့ရမြေကြီးပေါ်မှာလေအဲ့လိုအချိုင်အိတ်နေရတဲ့အချိန်တွေလည်းရှိရယ်အဲ့ဟဲ့လေသူအဲ့လိုလေသူလုပ်နိုင်တယ်သူဒါသူဒါမို့လို့ဒါလုပ်ပေးတာတော့သူမလုပ်နိုင်ဆိုတာမရှိဘူး အကုန်လုံးသူလုံနိုင်တယ်အဲ့တကြောင့်မလို့ပေါ့ပါပါနဲ့လုံနိုင်တာသူ့ဆီကနေပြီးတော့ပို့တင်ယူခဲ့ရတဲ့အရာပေါ့နော်ဒီလိုစီနီယာကြီးတွေဒီလိုမျိုးတကယ်ကိုထိတ်တန်းလူတွေအောင်မှတကယ်လုံနိုင်တယ်ဆိုတာကိုအားရှိရပါဘောအဓိကကတော့ဟုတ်ဟုတ် ကြီးလာလို့ရှိရင်တကယ်နေခြင်းနဲ့ lifestyle ကဘာဘာလိုမျိုး lifestyle ပဲ။ तू ကတကယ်ကိုအပူပင်ကင်းကင်းနဲ့ तू လုံးဆရာရှေ့က तू လုံးတယ်။သူ့ရဲ့ routine ကအမြဲအပြည့်ပဲ။အဓိကအကားစားလုံးတယ်။ तू တရားထိုင်နေတရားမှတ်တယ်။ဒါနဲ့ပဲ तू ကတနေ့တနေ့ तू လုံးနေရပါတော့။အဲ့ဒီအတွက်ကြောင့်မလို့ဟိုအားကြရပါတော့နော်။အဓိကကျမကြီးလိုက်စားနိုင်တော့အားကြရတယ်။မနေ့ဆိုလည်းအစောကြီးထားတယ်။ तू ပြေးရ exercise လုပ်တယ်။အဲ့အဲ့တော့သူ့စိတ်ကအမြဲနုပြိုပြီးတော့လန်းဆန်းနေရလို့မြင်တယ်ဟုတ်။ 不啊，不正呃。 ရုပ်ရှင်ဖြစ်ဖြစ်ဇလန်းအတွက်ဖြစ်ဖြစ်ရွေးချယ်ရမယ်ဆိုလို့ရှိရင်ကိုကဘယ်နေရာမှာဆိုတာထက်ပေါ့နော်ဇလန်းရောပြီးကိုကဘာလုပ်ပေးနိုင်မလဲကိုကိုလုံနိုင်ပါမလားဆိုတာအဓိကကြည့်ရပေါ့နော်အဓိကဇလန်းပေါ့နော်ပိုကဇလန်းဇကိုက်ကြည့်ရလဲအရင်ကြိုက်တဲ့သူဖြစ်တဲ့ပြကြောင့်မလို့ဇလန်းဆန်းဆန်းနေ character ဆန်းဆန်းနေဆိုလုံလုံကြည့်ချင်တယ်အချိန်ပေးရမယ့်အတူတူမှာအဲ့လိုထက်နေတဲ့ character မဖြစ်ချင်ဘူးပေါ့နော်ကိုကလည်း try ကြည့်ချင်တဲ့ဟာအများကြီးရှိရပေါ့နော်အခုလည်းဟို try ကြည့်ချင်တဲ့အရာအများကြီးကြံသေးရဒါပေမဲ့အခုကိုရိုက်ခဲ့တဲ့ဇကားတိုင်းမှာတော့ character တိုင်းကိုပိုကဟိုကြည်ကြည်နက်နက်နဲ့ ဲ့ရိုက်ခဲ့တဲ့ကားတွေကြီးပါပဲအဲ့အတွက်ကြောင့်မလို့လဲဖူကဟိုကျင့်တတ်တယ်ပေါ့နော်ဟုတ်ခုနပြောလို့ဖူလှုပ်ချင်ပေါ့နော်ဖူဒီကဖူလှုပ်ချင်လို့ရှိရင်ဖူလှုပ်တယ်အတိကပြီးတော့ဖူကဘာကံကောင်းလာလဲဆိုတော့လူငယ်တွေနဲ့အလုံးလုံးခွဲ့ဟိုအများကြီးရတယ်ဟိုအဲ့တော့သူတို့စီက fresh ဖြစ်တဲ့ဟာတွေဖူအများကြီးရတယ်ပေါ့နော်လူငယ်လည်းလုံးလုံးတစ်ခွဲ့ရတဲ့အချိန်မှာမှဒဲမှာလည်းလူကြီးတွေပေါ့နော်တကယ်ကို senior နဲ့လည်းအများကြီးလက်တွဲခွင့်လည်းရခဲ့တယ်သူတို့စီကလည်းတင်ရင်ခွင့်တွေအများကြီးရခဲ့ဖူကအဲ့လိုမျိုးဘယ်လိုပြောရမလဲ best of both ပေါ့နော်ခုဘက်ကဒီဘက်ကဖူကအဲ့တော့ဖူတဲ့ ကျင့်တ်ဖို့ကောင်းတဲ့အရာပေါ့နော်ကိုရွေးချယ်ဇလတ်မှာကိုလှုပ်ချင်တဲ့ဟာလည်းကိုလှုပ်ခွင့်ရတယ် experience တွေလည်းအများကြီးရတယ်ပြီးတော့ senior တွေနဲ့လည်းအတူတူလှုပ်တွဲလှုပ်ခွင့်ရဆိုတော့ဒါဖူးအတွက်အတိုင်းမသိပါပဲဟုတ်ဟုတ်အခုဒီနှစ်ထဲမှာတော့ပူအဓိကတော့မနစ်ကရိုက်တဲ့ကားလေးရဒီနှစ်ထဲမှာတင်တာရများတယ်ပေါ့နော်အခု December ဆိုလို့ရှိရင်လည်းလိပ်ပြခွဲချိန်ဆိုရယ်ရုပ်ရှင်ကားကြီးတကားလာဖို့ရှိပါတယ်အဲ့တော့ဒီနှစ်ထဲမှာပူပြောရမယ်ဆိုလို့ရှိရင်နည်းနည်း ကျမ်းမာရေးကြောင့်ပေါ့နော်ဘုဟိုတိတ်မရိုက်ဖြစ်ဘူးဒီနေ့ထင်ပါဘူးတိတ်မရိုက်ဖြစ်တာရရှိအဲ့တော့အခုဒီကနေစပြီးတော့နောက်ပိုင်းကျလို့ရှင်ဒီ production နဲ့ရောတခြားစကားတက်လေလည်းအများကြီးလာဖို့ရှိပါတယ်ဟုတ်ဘုကလုံးချင်တာရောအများကြီးရှိသေးတယ်ဘုအဲ့လိုကိုမလုတ်ကူတဲ့ဟာလေးရှိသေးတယ်လို့ villain ဆိုလည်းမလုတ်ကူသေးဘူးပေါ့နော်အဲ့တော့ဟိုအစ်စ်အစ်စ်လေးတွေ character အစ်စ်တွေဟိုလုတ်ကြည့်ချင်တယ် အဲ့လို drama လည်းလှုပ်ချင်တယ်အဲ့လို villain လည်းလှုပ်ချင်တယ်အဓိကကတော့ဇလန်းဆက်ဆက်လေးနဲ့ကိုဟိုလုံနိုင်မယ်ထင်တဲ့ဟာလေးကိုလှုပ်ကြည့်ချင်တယ်ဟုတ်အဲဒါတော့ဖူးပြရမို့အမေပေါ့နော်အမေကိုပူကတ်ရပါဘောနော်အမေကချပို့ပြီး close ဖြစ်တဲ့အတွက်ကြောင့်မလို့အမေကိုတခြားလေးပြောပြခိုင်းတော့အဲ့တော့ဘဘရစာကဟိုလက်ခံသွားတာပေါ့နော်ဖူးဖူးကမပြောပေးလိုက်ရအောင်အဲကမှဆိုဘဘရစာက story 2ဖူးနဲ့တူတူပဲပေါ့နော် story တစ်ခုထဲမှာတူတူတရုပ်ဆောင်ခဲ့ရတာဒါကတော့အမှတ်တရပေါ့နော်ပထမဆုံးဘဘရစာနဲ့ဟိုစုံဝင်ရတဲ့ဇာတ်ကားလည်းဖြစ်တယ်ဘဘရစာဆရာနေလည်းဟို learn လုပ်ခဲ့ရတယ်လည်းအများကြီးပဲ ယ်။သူကအလုပ်ပေါ်မှာဘလို့ respect ထားလဲဘလို့တေချာလုပ်လဲဆိုတာကိုလည်းမြင်ခွင့်ရခဲ့ပါတယ်ဟုတ်။မဆုံးဘူးဒါပထမအောင်ဆုံးပဲဟုတ်။သူကတကယ်ကိုပွပွလင်းလင်းပြောတယ်။တခုဆိုရှင်ညီဒါတော့မဟုတ်လောက်တင်တာဟုတ်တယ်နော်။တေချာပွပွလင်းပြောပြီးလူငယ်ရယ်လည်းအရင် respect ပေးရဲ့။သူကအကြီးမို့လို့ senior မို့လို့ဆိုပြီးတော့အဲ့လိုလောက်တာတကယ်မရှိဘူး။ pro နဲ့တန်းသူပဲတညလုံးပေါက်လဲသူရိုက်နိုင်တယ်။အဲ့ဒါသူ့ရဲ့ stamina တော့တော်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 လေးစားစရာကောင်းတယ်ပေါ့နော်။အဲ့တော့ဘဘရစာကိုနဲ့လောက်ကအရင်အဲ့လိုရှိန်တာ tension ရှိရအဲ့လိုအရင်မရှိခဲ့ဘူးပေါ့နော်။တကယ်ပေါ့ပါပါနဲ့ဟို လုတ်တကယ်ကိုလုတ်ကောင်းကောင်းလုံးနိုင်ခဲ့တယ်ဟုတ်ဟုတ်အလေးရတယ်သူကလေဟို character ကိုလည်းသူသူမြင်အောင်လို့သူကြည့်ရယ် director နဲ့လည်းသူတိုင်မြင်တယ်တကယ် senior ဖြစ်တဲ့အတိုင်းပဲအဲ့လိုဟိုအိတ်မှာဖို့တကယ်ပြင်ပန်းနဲ့ရိုက်ခင်ရမြေကြီးပေါ်မှာလေအဲ့လိုအကြိုက်အိတ်နေရတဲ့အချိန်တွေလည်းရှိရယ်အဲ့ဟဲ့လေသူအဲ့လိုလေသူလုံနိုင်တယ်သူဒါသူဒါမို့လို့ဒါလုတ်ပေးဒါတော့သူမလုံနိုင်ဆိုတာမရှိဘူး အကုန်လုံးသူလုံနိုင်တယ်အဲ့ဒါကြောင့်မလို့ပေါ့ပါပါနဲ့လုံနိုင်တာသူ့ဆီကနေပြီးတော့ပူလို့တင်ယူခဲ့ရတဲ့အရာပေါ့နော်ဒီလိုစင်တရာကြီးတွေဒီလိုမျိုးတကယ်ကိုထိတ်တန်းလူတွေအောင်မှတကယ်လုံနိုင်တယ်ဆိုတာကိုအားရှိရပါဘောအဓိကတော့ဟုတ်ဟုတ်အဲ့တော့ရိုက်ခွင်းရတော့နှစ်နှစ်ကတော့မှတ်တော်မှတ်မိရော360ကသူမယူခဲ့ဘူးထင်တယ်ရိုက်ခွင်းမှာတော့သူတော်တော်အဲ့လို focus ကတော့ရိုက်ခွဲပုံမှာအပြည့်ပဲဟုတ်။ဟာနဲ့သူကလည်းသူဟုတ်နေရမယ်။သူပျော်နေရပေါ့နော်။အဓိကသူပျော်ဖို့အရေးကြီးပါတယ်။အကုန်လုံးကသူကလည်းသူပျော်နေဖို့အရေးကြီးတယ်ဆိုတော့သူအမြဲသူ့ကင်မရာတစ်ခုနဲ့သူကသူလှုပ်ရှားမှုတွေသူရိုက်တယ်။သူများတွေသူလိုက်ရိုက်တယ်ဆိုတော့အဓိကသူပျော်နေရဆိုတော့အဲ့ဒါလေးနဲ့ပဲကျင့်တတ်ပါတယ်ဟုတ်။အခုကြီးလာလို့ရှိရင် တကယ်နေခြင်းနဲ့ lifestyle ကဘာဘာလိုမျိုး lifestyle ပဲ။သူကတကယ်ကိုအပူပင်ကင်းကင်းနဲ့ သူလုံးဆရာရှေ့ကသူလုတ်တယ်သူ့ရဲ့ routine ကအမြဲအပြည့်ပဲအဓိကအကစားလုတ်တယ်သူတရားထိုင်တယ်တရားမှတ်တယ်ဒါနဲ့ပဲသူကတနေ့တနေ့သူလုံနေရပါတော့အဲ့ဒီအတွက်ကြောင့်မလို့ဟိုအားကြရပါတော့အဓိကကျမ်းမာရေးလိုက်စားနိုင်တော့အားကြရမနေ့ဆိုလအစောကြီးထားတယ်သူပြေးရ exercise လုတ်တယ်အဲ့အဲ့တော့သူ့စိတ်ကအမြဲနှုတ်ပြိုပြီးတော့လန်းဆန်းနေရလို့မြင်တယ်ဟုတ်